မွေးကံရဲ့လက်လက်ဆံများကြောင်းပြောကြတယ်ဗျကမ္ဘာသမိုင်းတစ်ချုံမှာအင်အားကြီးမားဆုံးစစ်တပ်ကိုအမေရိကန်ကပိုင်ဆိုင်ထားတယ်ဆိုတော့ဘသူမှညင်မရတဲ့ချက်ပါအမေရိကန်မှာဘသူမှဒီလိုအိမ်မက်တာမှမဖူးတဲ့လက်လက်တွေရှိပါတယ်အဲ့ဒီလက်လက်တွေအတော့မပြူရပါစေနဲ့လို့ဆုတောင်းအောင်ပါပဲ တချို့လူတွေရဲ့စမကကအင်အားကြီးမလုံးတော့သူတို့ကိုတုံးပြရမှာအန်ဒီရဲ့အလွန်ကြီးပါတယ်သူတို့ကိုတုံးလိုက်တအားဆူဆူဝါဖြစ်သွားမှာလို့အော်တိုဘာ7ရက်နေ့ကအစ်စွေးကနစလတ်တော်မှာအမေရိကန်သမ္မတထရန့်ကမင်ကွန်းပြောရမှာထည့်သွင်းပြောခဲ့ပါတယ်သမ္မတထရန့်ရဲ့ဒီမင်ကွန်းကိုကြားသူပေါ်ကအမေရိကန်တို့ပိုင်ထားတဲ့ဘသူမှအိမ်မက်တာမမဘူးတဲ့လက်နက်ဆန်ဆိုတာဘယ်လိုလက်ငယ်လဲလို့စောကြောလာပါတယ်အမေရိကန်ဟာတရုတ်နဲ့ရုရှားလို့နိုင်ငံတွေရဲ့ လက်နက်အင်အားနဲ့ပတ်သက်ပြီးချင်းချောက်မှုကိုခံရပါတယ်။ရုရှားမှာဆိုလည်းထိုးစမ်းတဲ့လက်နက်တွေအများအများရှိပါတယ်။တရုတ်ကလည်းနောက်ပိုင်းလက်နက်နည်းပညာမှာတော်တော်လေးအစ်စ်နှမ်းမြင့်လာတော့တွေ့ရပါတယ်။ဒါကြောင့်အမေရိကန်ရဲ့လက်နက်တွေဟာတမတော်ထရန့်ပြောတာကမိုးလုံးဟိန်ချုံလားတကယ်လားကြည့်ရအောင်ဗျ။အမေရိကန်ပြည်တော်စုကဒီနေ့ကမ္ဘာမှာတော့နံပါတ်၁ဆင့်အားကြီးနိုင်ငံသားမကစီးပွားရေးကဏ္ဍမှာပါအကြီးမားဆုံးစူပါပါဝါနိုင်ငံကြီးပါ တရုတ်ကတော့နံပါတ်1ပေါ့ဗျာအမေရိကန်ဟာနီးပညာပိုင်းမှာလည်းထိတ်တန့်မှရှိနေစေဆိုတော့လက်ခံလို့ဘလို့မှငြင်းလို့မရတဲ့အချက်ပါအမေရိကန်ရဲ့လက်လက်သုတေသနလုပ်ငန်းမှာအမေရိကန်နိုင်ငံရဲ့စစ်လက်နက်နီးပညာအသစ်တီထွင်ရေးဆိုင်ရာသုတေသနလုပ်ငန်းကိုဖက်ဒရယ်ဆိုရပိုင်ဌာနတွေပုဂ္ဂလိကတက္ကသိုလ်တွေပုဂ္ဂလိကသုတေသနစခန်းကြီးတွေကဆောင်ရွက်ရပါတယ်အမေရိကန်ဒီကနောက်ကတော့တရားဝင်ထုတ်ပြန်တဲ့သုံးစိတ်ဟာဒေါ်လာ196.5ဘီလီယံမှာ ကာကွယ်ရေးတုံးစီကဒေါ်လာဘီလီယံ150ပါစီရင်ဒုတိယလုပ်ငန်းတွေလုပ်နေတဲ့ဖရယ်ဆိုရပုဂ္ဂလိကနဲ့တက္ကသိုလ်ကောလိပ်များအများအပြားရှိပါတယ်။ဘိုင်ကန်ကကွေးကနမှာလုပ်နေတဲ့ကမ္ပဏီကြီးလက်ငယ်ပေါင်းစုစုပေါင်းတသိန်းကျော်ရှိပါတယ်။ဒီကမ္ပဏီတွေနဲ့ထင်ရှားတဲ့ဖွဲ့စည်းကမ္ပဏီချုပ်ကတော့ Defense Advanced Research Projects Agency DARPA ထောက်ကောင်58ကစတင်တောင်းခဲ့ပြီးကာကွယ်ဥညီဌာနလက်အောက်ခံဖြစ်ပါတယ်။ Internet GPS တင်ညာပြစနစ်နဲ့ရေဒါနဲ့ခြေအခံထောက်လန့်ဖို့လုံးဝမဖြစ်နိုင်တဲ့ကိုပြောက်စနစ်ကိုစတင်တည်ထွင်ခဲ့တဲ့ agency ဖြစ်ပါတယ်။ Brian ရဲ့စစ်တပ်တပ်ဖွဲ့ကြီးတွေအလိုက်ပြည်ထောင်စု agency တွေရှိပါတယ်။ Army Research Laboratory ARL G Temdo Air Force Research Laboratory AFL Slade Office of Naval Research UNR ရှိတဲ့ Naval Research Laboratory NRL ဖြစ်ပါတယ်။နောက်တစ်ခုကလော့ဟီမာတင်လင်းထွက်လေကမ္ပဏီကြီးရဲ့အစင်းမြင့်သုတေသနလုပ်ငန်းခွဲဖြစ်တဲ့ Scanwa ဖြစ်ပြီးတော့1943မှာစတင်တည်ထောင်ပါတယ်။နာမည်ကျော် YouTube ထောင်းလိုင်းလေယာဉ်လေး SR-71 Black Buck ထောင်းလိုင်းလေယာဉ်လေးပြင် Radar နဲ့ခြေအခန်းထောင်းလမ်းပေါ်တော်ခတ်ခဲ့တဲ့ F117 Hot F22 Raptor နဲ့ F35 Lightning II အစရှိတဲ့ကိုပြောက်တက်လီနေတီထွင် ထုတ်လုပ်ခဲ့ပါတယ်ခုက SSMB2 Darkstar Hypersonic စစ်သုံးလေယာဉ်ကိုတော့မတီထွင်စမ်းသပ်နေပါတယ်နောက်တစ်ခုက Pandawak ဘဝင်လေယာဉ်ကမ္ဘာကြီးရဲ့သုတေသနဌာနမှာ H37B အချိန်ချင်းပြက်လက်သုံးပြနိုင်တဲ့အာကာသယာဉ်နဲ့ MQ24 Stingray ရေတပ်သုံးမောင်းသူမဲ့ လျင်နေ UAV A45 နဲ့ A46 မောင်းသူမဲ့တက်လျင်နေ UCAV တွေအင်္ဂါ0.0မျိုးဆက်တက်လျင်နေ DW ဆွမ်းအားဖြင့်လေဆာယုံကြည်သောလက်နက်စနစ်တွေဓာတ်တွေကိုတီထွင်စမ်းသပ်နေဆဲဖြစ်ပါတယ်နောက်တစ်ခုက Northrop Grumman Advanced System လျင်ထုတ်လိုက်ကမ္ဘာကြီးပါကမ္ဘာပရမအောင် ကိုပြောက်ပုံရက်လျင်ဘီတူးကိုထုတ်လုပ်တဲ့အတွက်နာမည်ကျော်ပါတယ်။ဒါအပြင် AQ4 Global Hornet AQ18 အမြင့်ပြန်တာဝေးသွားမောင်းသူမဲ့ထောင်းလည်းလျင် UAV တွေကိုထုတ်ပါတယ်။လရှိ B2 ဘုံရက်လျင်ကိုအစားထိုးမဲ့ B21 Radar 6.0မျိုးဆက်ဘုံရက်လျင်တွေကိုထုတ်လုပ်တော့စီစဉ်နေပါတယ်။တခြားတင်ရှားတဲ့စစ်လက်နက်ထုတ်လုပ်ငန်းတွေဖြစ်တဲ့ Radiant, Pathfinder တို့မြန်မာအယုံငန်းထောင်းလိုက်စနစ်တွေ General Atomic Nuclear Strength ထောင်းလို့ရတဲ့ Drone UAV တွေ Space 8 Defense စသုံးအကဒါရင်းဂျုံတွေဓာတ်တွေပါလဲကိုပိုင်သုတေသနဌာနတွေရှိပါတယ်အစစ်မြေလက်နက်တွေဆိုတာပါလဲသမားထရန့်ပြောတဲ့ American လက်နက်ဇန်းတွေဆိုတာလေးလာစမ်းစစ်ကြည့်ပါပထမအဦးဆုံးတရားဝင်သုတေသနပြုစမ်းသစ်တီထွင်နေတဲ့လက်နက်စနစ်ကိုကြည့်ရမှာဖြစ်ပါတယ် တရားဝင်ထုတ်လုပ်စံသစ်နဲ့လက်နက်စနစ်တွေကဆစ်လျင်နေဆိုရင် B221 Rider ကိုပြောက်မဟာဗျူဟာဘုံရက်လျင်နေလက်ရှိသုံးနေတဲ့ B1B မဟာဗျူဟာဘုံရက်လျင်နေ B2 Sprint ကိုပြောက်မဟာဗျူဟာဘုံရက်လျင်နေနေရာမှာအစားထိုးသုံးပြုဖို့ထုတ်လုပ်မဲ့ဘုံရက်လျင်ပါ Northrop Grumman Company ကဒီဇိုင်းရေးဆွဲထုတ်လုပ်တဲ့ B21 လေယာဉ်တွေဟာ6.0မျိုးဆက်စစ်လေယာဉ်တွေဖြစ်ပြီး System of System လို့ခေါ်တဲ့လေယာဉ်မှာတက်စင်တဲ့ လက်နက်စနစ်တွေအာယုန်ခံရေဒါစနစ်တွေအလက်ထရောနစ်စနစ်တွေစိုက်ဘာစနစ်တွေဒါတွေအလုံးဟန်ချက်ညီချိတ်ဆက်တိုက်ပွဲဝင်ရတဲ့စနစ်မျိုးဖြစ်ပါလေ V21 ဘုံကျက်လျင်ဟာသူစားထုံးမဲ့ V2 ဘုံကျက်လျင်ထက်အရွယ်စားသေးငယ်တော်ညာလည်းပဲပိုများပြားတဲ့စီရစ်တောင်ဝင်တွေထမ်းဆောင်နိုင်ပါလေတိုက်ခိုက်ရေးကဏ္ဍတွေထောက်လိုင်းရေးမောင်းသူတွေတိုက်လျင်ရွေးဗီဒီယို ထင်းချုပ်ကုတ်ကဲရေးဒေတာဝန်တွေကိုထမ်းဆောင်နိုင်ပါလေ တနအိကိုအမြန်တော့650မိုင်နှုန်းနဲ့တာဝေးမိုင်ပေါင်း6000တိလက်နက်တကြိမ်15တန်တင်ဆောင်ပြန်တန်းတိုက်ပွဲဝင်နိုင်ပါလေ B21 ဘုံရက်လေးရဲ့အ ਨੇ ဆုံး144စီထုတ်လုပ်ဖို့အမေရိကန်ကစီစဉ်နေပါတယ်နောက်တစ်ခုက F22 Raptor နဲ့ F35 Lightning II တက်လျင်နေဖြစ်ပါလေ F22 Raptor ဟာကမ္ဘာပထမအုပ်စု5.0မျိုးဆက်တက်လျင်ဖြစ်ပြီး Lockheed Martin လေယာဉ်ကုမ္ပဏီကဒီဇိုင်းရေးဆွဲထားတာပါ Stealth Radar နဲ့ ခြေအခံထောက်လမှုခက်ခဲတဲ့တက်လေရင်မှာနေကြောင်းပါစီရရေးအတွက် air superiority fighter တက်လေရင်ဖြစ်ပါတယ်။တန်ထက်2.25ဆင့်ညံနှုံးနဲ့ပြန်တန်းလာပြီးတော့ super cruise ကတန်ထက်မြန်တဲ့အမြန်နှုံးနဲ့ကြာမြင့်စွာပြန်တန်းတိုက်ပွဲဝင်နေပါတယ်။ဘာဘာရင်ထဲသည်တိဆောက်ထားတဲ့လက်နက်ခမ်းမှာလက်နက်တညာ၅တန်းထိတင်ဆောင်နိုင်ပြီးစတီးစွန့်ရင်မလို့အပ်ပါကတောင်ပန်းနှစ်ဖက်ရှိလက်နက်တင်ဆောင်နေရာလေးနေရာမှာ လက်နက်တန်ချိန်စက်တံထက်မှတင်ဆောင်ထားနေပါလေတဘောနန်နဲ့ခီးကွာဝေးဟာမိုင်း650ကျပ်2005ခုနှစ်မှာတက်တော်ဝင်ပြီးစုစုပေါင်း189၄စီးထုတ်လုပ်ခဲ့ပြီးမြဲအခုကအစီး143စီးကိုသာတိုက်ခတ်ရေးတောင်းဝင်နေတဲ့အသုံးပြုနေပါလေ Lockheed Martin လေယာဉ်ကုမ္ပဏီမှမြထုတ်လုပ်တဲ့ F-35 Lightning II လေယာဉ်ဟာလည်း5.0 MHz တိတက်လေဖြစ်ပါလေဗဆုံမော်ဒယ်လေးဖြစ်ပြီးရေတက်အတွက် F-35C လေတက်အတွက် F-35A နဲ့ကန်တက်အတွက် F-35B cut out တဲ့မဲ့ဆိုတော့စင်တနန်နဲ့တက်လိမ်ဆိုပြီးမျိုးကွဲတွေထုတ်လိုက်ပါလေ after need to b21 ကဲ့သို့အစင်းမြင့်နီးစနစ်တွေတက်ဆင်ထားပါတယ်တနာယိုအတန်ထက်1.6ကျအမြန်နှုန်းနဲ့လက်နက်တင်17တန်းလောက်တင်ဆောင်နိုင်ပါတယ်မိုင်ပေါင်း980အထိပြန်တန်းနိုင်ပါလိမ့်မယ်။ American Leader ဟာ F35 မျိုးကွဲပေါင်း3မျိုးစုစုပေါင်းအစီးရေ2500နီးပါးအထိဝယ်ယူဖို့စီစဉ်နေပါတယ်။နျူကလ িয়ার ထိပ်မှုတွေကဏ္ဍကြည့်အောင်ဗျ W72 SRBM ဝါဟီပြင်အား9ကီလိုတန်ရှိပါတယ်။ရန်တန်ချိန်9ရှိတဲ့နျူကလ িয়ার ထက်ပူပါအမေရိကန်သမ္မတမညာရှင်နယ်ဖက်ဒရေးရှင်း FAS ရဲ့အစီအခံစာမှာ W72 mutate ဖူဟာ Ohio ထက်တန်ဆာရေငုံသမောကြီးမှာတင်ဆောင်ထားတဲ့လက်နက်စနစ်ဖြစ်ပါတယ်။ပြင်အားက9ကီလိုမီတာကနေ10ကီလိုမီတာတန်ထိရှိပါတယ်။ဝင်ပစ်တန်ချိန်က18,950တန်ရှိပါတယ်။ Ohio ရေငုံသမောတစ်စီးကိုတာဝဲမိုင်ပေါင်း4,500ကနေ8,000လေးပြတ်ခတ်နိုင်တဲ့ Trident Defy SBN တိုက်ချင်းပြစ်ဒုံးပြန်အစီး20တက်ထားပါလေ။ဒုံးပြန်တစ်စီးကိုတင်ကြပြမဲ့တစ်ခုစီပြစ်လွတ်တက်ခတ်နေပါလေ။နောက်ပြီးတော့ W76 W762 Nuclear ထိပ်ဘူး9ခုအနည်းခုနှစ်ခုထိတင်ဆောင်ထားပါလေ။ W762 ဟာတခြား Nuclear ထိပ်ဘူးလို့မဟုတ်ပဲအောက်ကွာပြင်းထန်တဲ့နယ်ပါခြင်းကြောင့် Limited Strike Option ခေါ်ဘေးထွက်စုတွေဖြစ်တဲ့ Radio Dot အစိတ်သိမ်းခြင်းနဲ့ပါပါလေ။ ပြည်လဖို့အတွက်ပြစ်စင်ခြင်းကိုမနစ်ပိုင်းများသာပြည်လဖို့လိုအပ်တဲ့အတွက်အရင်ကလေတက်မှတုံးခဲ့တဲ့ခရစ်တိုကြီးမှာတင်ဆောင်ပြစ်ခတ်နိုင်တဲ့ new tape ဖိုးတွေအတွက်အရန်ဆွမ်းပြင်ပါလေ W72 new tape ဖိုးကိုစွမ်းအင်ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ National Nuclear Security Administration NNSA ကတက်ဆက်မှာထုတ်လုပ်နေတာဖြစ်ပါတယ်နောက်တစ်ခုက B61 12 and B61 13 gravity bomb တွေပါ video separate တွေပါ တိုးစားထုံးမဲ့ B21 radar စတဲ့ဘုံကျလေယာဉ်ကြီးတွေမှာတင်ဆောင်တိုက်ပွဲဝင်နိုင်တဲ့နျူကလ িয়ার ဘုံမှာပောက်ကွဲအပြင်အကိုစစ်မှုတွေမှာလိုအပ်ချိန်တိုင်းချိန်ဆပောက်ကွဲနိုင်တာကအင်မတန်အားသာချက်ပါ2024မှာ NLSA ကစတင်ထုတ်တဲ့ B61 Trend မျိုးကွဲနျူကလ িয়ার ဘုံဟာပြင်အား3.3ကီလိုတန်၊2.5ကီလိုတန်၊10ကီလိုတန်၊ကီလို90အစသဖြင့်လိုအပ်သလိုချိန်ဆထိန်ချုပ်ပေါ်ကွဲစင်နေပါတယ်။ဒီနျူကလ িয়ার ဘုံကို B2 ဘုံကျလေယာဉ်ကြီးနေမှာတမကပဲ F15 E8 Eagle 2 F35 Lightning 2အစရှိတဲ့တိုက်လေနေမှာပါတင်ဆောင်တိုက်ပွဲဝင်နိုင်ပါတယ်။ B2 နဲ့ B21 Radar ဘုံကျဲလေယာဉ်ကြီးတွေမှာတုံးဖို့ထောက်လုပ်သွားမယ်။ B613 New Lynn ဟာပေါက်ကွဲအားကီလိုတန်50မှ360ကီလိုတန်အထိမျိုးရှိပါတယ်။မြေအောင်အနက်ပြင်းထန်တဲ့ပေါက်ကမှုတန်ကိုခဏရင်ရှိအောင်တိဆောက်ထားတဲ့နေရာဌာနတွေကိုတိုက်ခိုက်ရမှာတုံးဖို့စီစဉ်ထားပါတယ်။ တကီလိုတန်တန်ချိန်ဟာတန်ချိန်တစ်ထောင်ဒါမှမဟုတ်ပေါင်း2.2တန်အနည်းညှ့တာကိုတီးပြီးတော့လုပ်ပါလေ။ပယ်ထင်းလုံးကြီးတွေကိုကြည့်ရအောင်ဗျာ။ပယ်ထင်းလုံးကြီးတွေမှာလည်း AGM 183 ARW Hypersonic Design နဲ့ Super Duper လို့လူသိများတဲ့ AGM 183 Aero ဝေဟင်မမြေပြင်ပြည့်လေမြပြည့်ခန့်တဲ့ဒုံးပြအမျိုးအစားဖြစ်ပြီးတော့ Lockheed Martin Company ကပုံစံရေးဆွဲထုတ်ထားတာပါ။ hypersonic အတန်ထက်အနည်းဆုံး9ဆမြန်နှုံနဲ့ပြတ်မှတ်ရှိရာကိုပြန်တန်းတစ်ခန်းနဲ့ပါလေချိုးတရေမြစ်တွေအရာဆိုရင် AGN Y3 ဟာအတန်ထက်12ဆထိမြန်နှုံမိုင်9200နှုံနီးပါးနဲ့ပြန်တန်းနိုင်ပါလေမိုင်ထောင်အကွာဝေးမှာရှိတဲ့ပြတ်မှတ်တွေကို9မိနစ်တွင်ရောက်ရှိချေမွန်နိုင်ပါလေဒီအမြန်တော့ဟာအလုံးမြင်ပါလေပြန်ပြန်တန်းရလဲကြောင်ခံမှန်းဖို့လုံးဝမလွယ်ကူပါဘူးဂျားဖြတ်ဟန်တာဖို့ဘလို့မှမလွယ်ပါဘူးဒါအပြင်ပြတ်မှတ်နဲ့14လက်မအကွာတီးကြအောင်ပြစ်ခတ်တိုက်ခတ်နိုင်စွမ်းရှိပါတယ် ဇလိလက်မဆိုတာတပေးထက်နည်းနည်းပဲဝေးတဲ့အကွာဝေးပါတပေးနဲ့နှစ်လက်မလောက်ပဲရှိပါတယ်ဒါဟာပြစ်မှတ်ကိုလုံးဝတိကျမှန်ကန်တယ်လို့တော့ပြောလို့ရပါတယ်ဒါဟာအမေရိကန်တို့ရဲ့ကြောက်စရာအကောင်းဆုံးဒုံးပြက်လက်နက်တစ်ခုပဲဖြစ်ပါတယ်လောဟိမတင်ရဲ့ AGM-Y သူ Aero Hypersonic ဒုံးမြစီမံကိန်းကို2023မှာရစမ်းခဲ့ပြီးမဲ့2025မှာ Later ကစီမံကိန်းကိုပြန်လည်စတင်ခဲ့ပြီးတော့ကာကွယ်ဦးညီထောင်လက်အောက်မှာရှိတဲ့ DAPA သူတည်တရာအေဂျင်စီကတာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ဒါအပြင် Commission Prompt Strike Missile CBS ဟာလည်း American ရေတပ်မှအသုံးပြုဖို့တီထွင်ထုတ်လုပ်တဲ့ Hypersonic ပဲထင်းလို့မြန်မာအတန်ထက်9000ကျော်အမြင်လုံးနဲ့မိုင်ပေါင်း2000ကျော်ကွာဝေးမှရှိတဲ့ပြစ်မှတ်ကိုပြစ်ခတ်တဲ့ခန့်နဲ့ပါတယ်။ရေတပ်ရဲ့ DDG 100 somewhat tanza technology တွေနဲ့ virginia tanza nuclear swine ခုံမောင်းတဲ့တိုက်ခိုက်ရေးပုံတွေမှာတက်ဆင်သုံးဖို့စီစဉ်ထားပါတယ်။ ဒါပြင် long range hypersonic weapon ဟာရေတပ်မတော်ရဲ့ CBS hypersonic ဒုံးမြကိုကြီးမြီကြီးတက်မြေမြတဖွဲ့ဒီမှာအသုံးပြုဖို့အတွက်မွမ်းမံထားပါလေ။ရင်းနှီးဒုံးမြစနစ်ဖြည်းဖြည်းတာဝေးမိုင်း2000ကျော်မှရှိတဲ့ပြင်းမှတ်တွေကိုတိုက်ခိုက်ချင်ပေါ်နိုင်ပါလေ။ hypersonic air breathing weapon concept HWC ဟာအတန်းထက်9000ကျော်မြန်လုံးနဲ့ပြင်းမှတ်မိုင်း10000ကျော်မှရှိတဲ့ပြင်းမှတ်တွေကိုတိုက်ခိုက်ချင်ပေါ်နိုင်ပါလေ။ဒါပြင်နောက်ထပ် Lightning Hypersonic Munition Vintage Racer ဟာလည်းပြမဲ့ရှိရာနေရာကိုအတန်ထက်90ကျော်အမြန်နှုန်းနဲ့ပြန်တန်းရောက်ရှိနိုင်တဲ့ Hypersonic ပါပြစ်မဲ့ရှိရာကိုရောက်တဲ့အခါပြစ်မဲ့ပုံမှန်နိုင်များစွာကြောင်ပြန်ဝဲနေတဲ့ drone UAV တွေကိုထပ်မံထုတ်လုပ်ပြီးတော့တီးကြားတိုက်ခိုက်ချေမှုမှုတွေလုပ်နေပါတယ်။ drone UAV တခုစီမှာတီးကြားပြစ်မဲ့တွေကိုသူတို့ဘာသာရှာဖွေနိုင်တဲ့ AI စနစ်တွေပါပြီးသားပါ။ဒါပြင် AGM-1A1 အလားဆို ရုစမဇိုင်းဘုံရက်လင်ကြီးဒီပုံမှာတက်ဆင်ပြုလုပ်နေတဲ့ပြစ်မှတ်တွေကိုအဝေးကလမ်းပြီးတော့ပြစ်ခတ်တက်ခတ်နိုင်တဲ့ long range stand off missile cruise pattern လို့ညီဖြစ်ပါတယ်တာဝေးမိုင်ပေါင်း1950အထိပြစ်ခတ်တက်ခတ်နိုင်ပါတယ် W84 မျိုးစားဟာပြင်အား3.2ကီလိုမီတာမှ150ကီလိုတန်ထိမျိုးမျိုးရှိပါတယ်နောက်တစ်ခုက sea launch cruise missile SSCM တွေပါ မရိုက်ကယူတဲ့တမောရီရင်ကုန်တမောရီမှာပြည်လွန်နိုင်တဲ့ခရစ်တိုညီမျိုးစားဖြစ်ပြီးတော့ WAD မျိုးစားပြား5ကီလိုမီတာတန်ကနေ150ကီလိုတန်ထိရှိပါတယ်။မိုင်ပေါင်း1500กว่าဝန်းကြီးလမ်းပြနိုင်ပါတယ်။ဒေတာရီနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်မှုတွေ localless nuclear အတွက်သုံးပြုဖို့ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပါတယ်။တမောပါနယ်တက်ကဒီခရစ်တိုညီစီမံကိန်းကိုရပ်ဆိုင်ဖို့ကြိုးပမ်းခဲ့ပေမဲ့2020မျိုးသားကောက်ွယ်ရေးအုပ်ဒေမှာပြန်လည်ထည့်သွင်းထားပါတယ်။ နောက်တစ်ခုကတော့ insect alien ဆိုလို့ခေါ်တဲ့ဇီဝလက်နက်တွေပါ DRPA ကစံသက်နေတဲ့ insect alien မဟာမိတ်ဘုံမွားလို့အမည်ပေးထားတဲ့ဇီဝလက်နက်စနစ်ဟာတင်းနဲ့မျိုးဗီဇကိုအသွင်ပြောင်းလဲပြဖို့အတွက်အထူးတင့်ထွင်မှုမြင့်တဲ့ virus ဘုံမွားတွေတုံးတာပါရွေးချက်ကစစ်ပြတ်နိုင်ငံရဲ့လေယာဉ်စိုက်ပျိုးစနစ်ကိုဖျက်ဆီးပြီးစာရရိတ်ခရှမ်းလာပြီးတော့စစ်ဖက်ပြန်လို့စိတ်နေပါသွားစီဖို့ဖြစ်ပါတယ်။နောက်တစ်ခုကတော့ Director Energy Weapon ရောင်ကြီးလက်နက်တွေဖြစ်ပါတယ်။ သူတို့ကို HELIOS Helios Laser Cell လို့ခေါ်ပါတယ် HELIOS ဆိုတာစကလုံးစလုံးစီရဲ့ထိတ်ဆုံးစလုံးတွေကိုယူထားတာဖြစ်ပြီးတော့ high energy laser ဝိတန် graded optical dazzle and surveillance လို့ခေါ်ပါတယ်လေဆာရောင်ကြီးတန်းလက်နက်စနစ်ဟာစွမ်းအား60 kW ထိရှိတဲ့လေဆာရောင်ကြီးတန်းကိုထုတ်လုပ်ပြီးတော့ UV တွေရေငယ်တွေရဲ့ရေငယ်တွေကိုအလင်းရဲ့အမြန်နှုန်းနဲ့တိုက်ခိုက်ဖြစ်စေနိုင်ပါတယ်ဒီလက်နက်အား နောက်ထပ်နျူကလ িয়ার မျိုးကွဲတွေလေဆာလက်နက်စနစ်တွေတက်စနေပြီဖြစ်ပါတယ်။နောက်တစ်ခုက CHAMP လို့ခေါ်တဲ့လေဆာစနစ်သုံး Crystalon ကြီးပါလေတက်မှာအသုံးပြုနေတဲ့ AGM-86 Crystalon ကြီးကိုပြည်ပြုံမှတ်ထားတာပါ။အမေယူကြပေါက်ကွဲတဲ့ထိပ်ဖို့အစားစွမ်းအပြင်မိုက်ခရိုဝေ့ရောင်ကြီးတန်းတွေကိုတုံးပြီးတော့ရန်သူရဲ့စိုက်ဘာနဲ့ electronic စနစ်တွေတိုက်ခိုက်ဖြစ်စေနိုင်ပါလိမ့်။ဒီ level စနစ်ဟာပေါက်ကွဲရမှာရှိတဲ့အတွက်လူသေးပြတ်စုံတွေရမရှိနိုင်ပါဘူး။သူကလက်နက်စနစ်တွေဖြတ်ဖို့တသက်ပါ။ AGM 86 Crystal ညာတာဝေးမိုင်900ကျော်မှာရှိတဲ့ပြမျက်တွေကိုတိုက်ခိုက်ချေမုန်းနိုင်ပြီးတော့ Bay 52 Mahabiyam ရောက်ဘုံရလေဂျီဒီပေါ်မှာတင်ဆောင်နိုင်ပါလေ American leader ဟာ AGM 86 Crystal ကြီးတင်ဆောင်နိုင်တဲ့ Bay 52ဘုံရလေဂျီ16ကြီးရှိပါတယ်နောက်ကော Army Mobile High Energy Laser ဟာ American G တက်ဘော်သုံးရှင်တင်ဆောင်ပြီး laser ရောင်ကြီးစနစ်ပါကီလို60ဝက်ပြန်ရရှိတဲ့ လေသာရုံကြီးတန်းကိုပြစ်မှတ်ရှိရကိုအလင်းရဲ့အမြင်နှုံနဲ့ကြောက်ရွံ့စေနိုင်ပါလေ။မောင်းသူမဲ့လေရင်တွေကိုတိုက်ခတ်ချင်မှမို့ရည်ရထုတ်ထွက်တာဖြစ်ပါလေ။နောက်တစ်ခုက Hyper Velocity Project Time HPV ပါ။ပယ်ရင်စနစ်နဲ့ပြစ်သွားလဲ155မမအမြောက်ကြည့်လို့ရှိပြီးအတန်းထက်50ကျော်အမြင်နှုံနဲ့ပြန်တန်းကောင်မိုင်း80ကျော်မှရှိတဲ့ပြစ်မှတ်ကိုထိမှန်ပျက်စီးစေနိုင်ပါလေ။ Reagan ကလျှက်စစ်တမ်းစနစ်တော်အမြောက်စနစ်ပြစ်ခတ်ရ115မိုင်ကွာထိရောက်နိုင်ပါလေ။ ဘရိတ်ကရေးတဲ့ SM3 ရေပြင်းမဝင်ပြတောင်းစနဲ့ဟာလေလေချောင်းရကာကွယ်ရေးအတွက်တမကအကာသာတွဲမှရှိတဲ့ဂျိုလူတွေကိုပါတိုက်ခိုက်ဖြက်စီးနိုင်တဲ့ ASAT anti satellite စွမ်းရည်ရှိပါတယ် Golden Dawn Trunk ကယူညွန်းတဲ့ Nanas နဲ့ဖြစ်တဲ့ Space Based Weapon System ကလည်းအကြမ်းတချစ်ဆိုင်ဒုံမြကာကွယ်စနစ်တစ်ခုပါမင်းငယ်ပြည်တော်စုကိုရန်သူကတိုက်ချင်းတဲ့ဒုံးကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကလည်းကာကွယ်ဖို့ပါ အာဂါဒါတွင်အာယုံကန်ထောင်းလိုင်းစနစ်တွေစွာပြည့်လေစာလက်နက်စနစ်တွေတထားတဲ့ဂျိုရူယာနဲ့ချီကလွတ်တင်ထားပြီးတော့အမေရိကန်နိုင်ငံစီချင်းရဲ့ပြုတ်လွတဲ့ဒုံးမြက်တွေကိုရှာဖွေပြီးကြားဖြတ်ဖို့ဖြစ်ပါတယ်။ဒါအပြင် H37 Operator Vahige Agada လေးဆိုတာဘွေးလင်ကမ္ဘီကြီးကဒီဇိုင်းရေးဆွဲထုတ်လုပ်တဲ့အချိန်ကြီးပြန်လဲတုံးနိုင်တဲ့အာဂါဒါလေးမှာမြေပြင်မှာဒုံးမြက်နဲ့လွတ်တင်ရပြီးလေယာဉ်ကဲ့သို့ပြန်လဲဆင်းသက်နိုင်ပါတယ်။အရင်က NASA သုံးခဲ့တဲ့လွန်ပြည့်ရင်နဲ့အတွင်းတန်းဆင်းလို့ပြီးမဲ့ ကိုစင်မြင့်တဲ့ဤပညာနဲ့တိဆောက်ထားပါလေ837ဟာအဂဒတဲမှာလာဘောပဲဆိုပြန်တဲ့မိကပောင်းလက်ပတ်နိုင်ပါလေ2020ပြည်နှစ်မှာစမောင်းမြောက်ခီးစဉ်ကိုတွတ်တင်ခဲ့ပြီးအဂဒတဲရပုံ9ရှစ်ရပြန်တဲ့မိထိတ်တန်းလှုပ်ဝဆင်မြင့်နေလှုပ်ဆောင်ပါလေ2025ခုနှစ်ဩဂုတ်21ရက်နေ့မှာအထမောင်းမြောက်အဂဒခီးစဉ်ကိုစတင်နေပြီဖြစ်ပါလေ American ဟာအဲ့ဒီ837ရည်စည်းနဲ့837 B နှစ်စီးစုစုပေါင်း3စီးတိဆောက်အသုံးပြုထားပါတယ် အဲ့တရစဘအေနဲ့ဘီအဂတလရင်ဟာမောင်းမယ်ရင်မျိုးစားဖြစ်ပြီးတော့အဂတတွင်လမ်းကြောင်းတွေပြောင်းလဲမောင်းနေနိုင်ပါလေအဲ့တရစဘအဂတလရင်နဲ့ပတ်သက်ပြီးမိန်းကကာဝယ်ဦးဤထဏကအသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းတွေမရှိတော့ဖြစ်နေပါလေဒါကြောင့်ခြွန်းကဒီလိုမျိုးမဟာလနဲ့အင်အားကြီးပိုင်ဆိုင်ထားတဲ့အမေရိကန်ရဲ့စစ်တပ်စွမ်းအင်ဟာဘယ်သူမှအိမ်မက်တော့မမှတ်ဘူးလို့တဲ့အထိအင်အားကြီးမားတယ်ဆိုပြီး ဂုံယူဝင်ကြွားပြောဆိုနေတာပဲဖြစ်ပါတယ်